လိုက်စ်ဂျေဘုလေဇာဗီစီမွန်ကိုပြစ်မှတ်ထားနေသေးတဲ့ယူနိုက်တက်မန်ချက်စတာယူနိုက်တက်တင်ဟာလိုက်စ်တင်ရဲ့ဂျေဘုကစားသမားဇာဗီစီမွန်ကိုခေါ်ယူသွားဖို့စိတ်ဝင်စားမှုဆက်လက်ရှိနေပေမဲ့လည်းကြီးမားတဲ့ပြောင်းရွှေ့ချေကိုပြီးချရဖို့အဆင်သင့်ဖြစ်နေရမယ်လို့သိရပါတယ်။စီမွန်ဟာဘီယက်ဂျီတင်ကလည်းလိုက်စ်တင်စီအငှားစာချုပ်နဲ့ပထမဆုံးပြောင်းရွှေ့ခဲ့ပြီးသူ့ရဲ့ကျွမ်းကျင်မှုနဲ့ဘတ်ဆုံးကစားနိုင်မှုတို့ကြောင့်ထင်ကြီးစေခဲ့ပါတယ်။သူ့ရဲ့ခြေစမ်းကြောင့်ဂျာမန်အသင်းကိုဒီနှစ်စောပိုင်းမှာယူရို30နဲ့ပြီးသက်ခေါ်ယူဖို့ဆုံးဖြတ်စီခဲ့ပါတယ်။ဘရုံးသတင်းဌာနတွေရဲ့အဆိုအရလိုက်စ်တင်ဟာစီမွန်ကိုဒီနူယာဒီမှာပဲရောင်းချဖို့ဆုံးဖြတ်ခဲ့ရင်အနည်းဆုံးယူရို80တောင်းဆိုမှာဖြစ်ပါတယ်။ ဘွန်နလီကကလပ်ဟာပြည်ကြီးတင်းကနေခေါ်ယူပြီးနောက်အမျက်ဆုံးများစွာရရှိဖို့ရည်ရွယ်ထားပြီးသူတို့ရဲ့တန်ဖိုးဖြတ်ထားတာထက်နေပါတဲ့ဘဲကန်လက်မှုမျိုးကိုမှထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူး။စင်မဟွာ2029ခုနှစ်အထိလိုက်ရည်တင်းနဲ့စာချုပ်တတန်ရှိပေမဲ့ကလပ်တင်းကတော့အပြောင်းရွှေ့ဆွေးနွေးမှုတွေအတွက်တကားဖွင့်ထားလျက်ရှိပါတယ်။စင်မဟွာခြေချင်းဝတ်တန်ရာကြောင့်ခဏအနားယူခဲ့ရပေမဲ့ဤပြမာကိုရိုးရဲ့အသင်းအတွက်သူ့ရဲ့ရေးပါမှုကငင်းမရနိုင်သေးပါဘူး။ဒီဟာဒီမှာ25ပွဲကစားထားပြီး6ဂိုးသွင်းယူထားက၅ချိန်ဂိုးဖန်နီးမှုပြုလုပ်ထားပါတယ်။သူ့ရဲ့တည်ရင်နဲ့ခြေစွမ်းနေတဲ့တန်ဖိုးမြင့်တက်လာမှုကြောင့် လိုက်စီတင်ဟာညှိနှိုင်းမှုမှာအာသာတဲ့အနေထားမှာရှိနေပြီးဆုံးဖြတ်ချက်ကြဖို့အလင်းစလိုလုံးမှာမဟုတ်ပါဘူးယူနိုက်တက်တင်ဟာလည်းပြီးခဲ့တဲ့နွေရာသီကလေးကစီမွန်ရဲ့တိုးတက်မှုကိုစောင့်ကြည့်နေပြီးသူတို့ရဲ့နီးပြဟောင်းအက်ဒစ်တန်ဟာကစီမွန်ကိုအော်ထရာဖို့စီခေါ်ဆောင်မှုစိတ်ဝင်စားမှုပြင်းထန်ခဲ့ပါတယ်နီးပြပြောင်းလဲတဲ့အတူရိုဘင်အမိုရင်ရောက်ရှိလာပြီးမဲ့ယူနိုက်တက်ကစီမွန်ကိုအဓိကပြင်းမှတ်ပြတ်သတ်မှတ်ထားစေဖြစ်ပါတယ်ဒါမှလည်းငွေကြေးကိစ္စဟာဖြစ်နိုင်ချေရှိတဲ့သဘောတူညီချက်တစ်ခုမှအဓိကအတားအဆီးတစ်ခုဖြစ်နိုင်ပါတယ်အတင်းဟာငွေကြေးအခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးကတော်မတူဦးတဲ့အတွက်ယူရိုတန်80ကျော်သုံးဆွဲတာဟာ လက်ရှိသူတို့ရဲ့ budget နဲ့ကိုက်ညီမှာမဟုတ်ဘူးလို့လည်းသိရပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှန်တကယ်ချက်ပြတ်